ယောဂတစ်ခုကိုကုရောမယ်ကင်ဆာယောဂကုရာပြင်ပြင်စိတ်ယုံတက်တော့မယ်ဆိုလို့ရှိရင်ရေချင်မှာ affordable ဖြစ်ဖို့လိုတယ်ပေါ့နော်ဘတ်ဂျက်ကတော့အရေးကြီးရပါတယ်ဒီမျိုးကိုထောက်လိုက်တယ်ဆိုလို့ရှိရင်ဟောဒီဒီ main လေးတောင်နေနေပေါ့နော်ဟာမျိုးကြိုတက်ရောက်မှုတွေရှိနိုင်တယ်ပုံမှန်ပဲဖြတ်တန်းလို့ရလားအလူတွေကောင်းက အာသူ့ကိုကျမ်းမာရဲ့ထင်တာအလကားယောဂတဲ့စုံလိုက်တာမှာမျိုးစုံမယ်မနေ့ကတစ်ခုဆက်ပြီးဒီနေ့တည်းအဲ့ဒါမနေ့လုံးကဘာမှမရှိဘူးအိမ်ဆက်တယ်ဘာလို့လဲဆိုတော့အိမ်ကပြဿနာရှိပြီးသားကလည်းအသိပြီးသားဖြစ်နေတော့အော်ရန်ကုန်မှာလည်းသူကဆေးရည်တောက်ပြီးတော့မှခုလာတာပေါ့နော်အခုလမ်းကြုံတော့မှကျွန်တော်တို့ကအတိကြပါအောင်ထက်ဆက်လိုက်တယ်ဆိုတဲ့သဘောမျိုးနော်ကျွန်တော်တို့ဒီမှာကြီးဝါဝါဝါတာဝါတာကျမ်းမာတယ်ကျမ်းမာတယ်ဝက်ကြီးဆိုကျွန်တော်ဒီခုဘန်ကောက်မှာပြနေတဲ့ဆေးရုံကဒီမှာ Thai Negeri လို့ခေါ်တာပေါ့နော်ဘန်ကောက်ရဲ့ အရှိတ်ဘက်မှာရှိရဲဘန်နာလမ်းမကြီးပေါ်မှာရှိရဲပေါ်တယ်နဲ့ဆိုလို့ရှိရင်ဈေးရုံမှာအများကြီးမကွေးဘူး2မိနစ်3မိနစ်လောက်ပဲသွားရတယ်ဈေးရုံမှာနေပြောသူတို့ကားလုပ်ပြီးပြောလာခေါ်ပေးရပါတော့အကောတော့ဟိုဟာမှာစိတ်စိတ်ကြတဲ့စာကြတော့ပါလာတယ်။ဗာလဲမလေးရှားမှာစိတ်ကြတဲ့ဖြစ်တယ်။ဂျာထဲမှာ ရန်ကုန်မှာ၄ခန်းနှစ်ခါပြန်ပြသေးအဲ့ဟာကကြတော့ဓာတ်ပုံပဲပါလာလို့လောက်ရမယ်ပုံနဲ့တော့ကျွန်တော်ညိပြီးတော့ကျွန်တော်တော့ဘယ်လိုလုံးလုံးလို့ရလဲဟုတ်ဟုတ်ဟုတ်ဆင်းလို့ရလဲဆိုတာပြောဟုတ်ဟုတ်ဆာမလေးရှားမှာ medical check up လုပ်လိုက်တာပေါ့နော်။ဘာပေါ်လာလဲဆိုတော့တိတ်မှာအလုံးနှလုံးရှိတယ်။တိတ်မှာနှလုံးနှလုံးရှိတဲ့အပြင်ကိုမှ CA125 ကတက်တယ်။ CA125 ဆိုတာကသူကမျိုးဥ င်စာဖြစ်တဲ့အခါမျိုးမှာတက်တဲ့ဟာမျိုးပေါ့နော်အဲအဲ့ဒီမှာမှထပ်ပြီးတော့ဓာတ်မှန်မှာလည်းကြည်လဲကြည်လဲကောဒီကြီးရဲ့မျိုးဥအိမ်မှာဘာမှမသိတဲ့အလိုအလုံးလေးတစ်လုံးကလည်းပေါ်နေပြန်အောင်ပေါ်နေပြန်တဲ့အခါကျတော့အချင်းနေအချင်းခါတွေကအကုန်တိုက်ဆိုင်ပြီးတော့ အရန်စိတ်ပူတာပေါ့နော်ဟိုဒါမျိုးကင်ဆာလာတအိမ်ကင်ဆာလာတခုခုဖြစ်နေပြီကင်ဆာတခုခုဖြစ်နေပြီလို့ပဲကိုယ်ထင်တာပေါ့လေအဲ့မှာ line ပေါ်မှာသူများတွေတင်တဲ့ဟိုခွဲစိမ့်လိုက်ရတယ်လို့ရုပ်တရက်ဘာဖြစ်သွားတယ်ဆိုတော့ post တွေလည်းကြည့်ပြီးတော့လူကအရန် psycho တွေဖောက်ပြီးတအားကြောက်တာပေါ့နော်အရန်ကမှလည်းရေစိမ်းခံပြခဲ့သေးတယ်အခုဒီပြမဲ့ဆရာဝန်ကြီးကဒီအမျိုးသမီးရဲ့အဲတအိမ်ကင်ဆာဒီမျိုးကင်ဆာတွေကိုအထူးကူတဲ့ဆရာဝန်ကြီးနဲ့အထူးထပ်ပြမှာဆရာကြီးနဲ့တွေ့ရတော့မယ် ဒီမျိုးကိုထုတ်လိုက်တယ်ဆိုလို့ရှိရင်ဟိုဒီဒီ main လေးတောင်နေနေပေါ့နော်။အာမျိုးကြိုတက်ရောက်မှုတွေရှိနိုင်တယ်ပုံမှန်ပဲဖြတ်တန်းလို့ရလား။ဘယ်လိုပြောအေဘိုင်အပြင်ဘူးဒီကျွန်တော်တိုင်နိုင်ရန်ဒီတော့တိုင်ချတ်တိုင်းပါပဲဒီမှာထိခိုက်ရပြီး main လေးတောင်ကလည်းခုမမရှိရဲ့အလုံးပေါ့နော်။ဒီအလုံးတွေကိုဟိုစေးတောက်ပြီးတော့ကောသေးသွားအောင်လုပ်လို့ရတယ်နီလန်မျိုးပေါ့ရှိတာပေါ့။နောက်တစ်ခုပြီးသွားပြန်ပြီ။ဆရာကြီးနဲ့အခုတွေ့ပြီးသွားပြီပေါ့နော်။အေးစစ်စစ်အခု ဆင်းနေပြီးသွားပြီ။ဟိုမှာအလုံးကြသွားပါတော့။အာသူကရေးရဲ့စိတ်မှတ်တမ်းတွေအကုန်လုံးကိုစိတ်ရှိလက်ရှိအကုန်လုံးကြည့်တယ်အကုန်လုံးစစ်တယ်ဈေးတယ်အာပြီးတော့သူအကုန်လုံးရှင်းပြတာပေါ့နော်။အာကြီးမှာရှိနေတာကသူကမာယိုမာလို့ခေါ်တာပေါ့နော်အလုံးပေါ့နော်မာယိုမာရဲ့စစ်ရဲ့ရှိအစ်စ်ဆိုတာရေးအိတ်လေးချောကလက်စစ်လို့ခေါ်တာအော်အဲချောကလက်စစ်လို့ခေါ်ရကွာအဲ့ဒါမျိုးလေးရှိနေတာပေါ့အဲ့တော့အဲ့ဒါကလောလောဆယ်မှာ ဟောစိုးရိမ်စရာမရှိဘူးပေါ့နော်အာဒီ size အနေထားအရလည်းရာသေးနေသေးတယ်ဒီကောင်နေရှိနေလို့စီ125တက်နေတာဒါကလည်းကင်ဆာမဟုတ်သေးဘူးပေါ့ဒါကိုဘလို့ကုလို့ရလဲဆိုတော့ဟော်မုန်းဆေးတွေတောက်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုဟော်မုန်းဆေးတွေတောက်လို့ရှင်ဒီအလုံးတွေကတော့သေးသွားမယ်ဒါပေမဲ့အဲတအိနယံကတော့ပို့ပြီးတော့ထူလာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းသူကပြောသွားတယ်အဲဒါမဲ့လောလောဆယ်မှာကြီးကတော့ဘာမှထူး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 ဒါတော့လုတ်ဖို့မလို့ဘူးအဲလေးလတစ်ခါသုံးလတစ်ခါလောက် အဲတိုင်းဒါကို check up လုပ်နေဖို့လိုတယ်ပေါ့နော်အေးရေးလို့မျိုးမဟုတ်ပဲနဲ့ကိုက cancer တွေပါလေမျိုး cancer တွေပါလို့ဖြစ်နေမယ်ဆိုလို့ရှိရင်လည်းမြန်ကြီးစိုးရိမ်ကြမလို့ပေါ့နော်ကိုကဆော့ဆော့အသိဖို့ပဲလိုတာဆော့ဆော့အသိမယ်ဆိုလို့ရှိရင်ဒီဖြစ်နေတဲ့ cancer patch တွေကိုဖျက်ထုတ်လိုအပ်တယ်ဆိုလို့ရှိရင်တက်ကင်တာပဲဖြစ်ဖြစ်ခြား treatment တွေပဲဖြစ်လုပ်လို့ရတယ် thyroid green cell မှာဆိုလို့ရှိရင်တော့ cancer နဲ့ပတ်သက်ပြီးတော့မှတော့ကုသရန်ကောင်းပေါ့နော် radiation ဆက်ကြီးရှိတယ်ပေါ့နော်မိပညာတွေတိုးတက်လာပြီကုသမှုတွေတိုးတက်လာတဲ့အချိန်မှာကိုကပုံမှန် medical check up လုပ်နေဖို့ပဲလိုတယ်အဲမာကြီးဆိုလို့ရှိရင်လည်းစစ်လိုက်တယ်တွေ့တယ်တွေ့ တဲ့ခါကျတော့သိကြအောင်ပါလဲဆိုတော့ကိုထပ်ပြီးစစ်ဆေးလိုက်တော့ခါကျတော့ဘာပြဿနာမှမရှိတော့ဘူးပေါ့နော်အဲကြီးကဒီမလေးရှားနဲ့အခုဗန်ကောက်နဲ့ဆေးစစ်တဲ့ ကြားထဲမှာရန်ကုန်မှာလည်းရေတစ်ခေါက်ဆက်လိုက်သေးတယ်။ဆရာမကြီးရဲ့နောက်ဆုံးအဖြေ result ကလည်းအခုဒီရဆရာဝန်ကြီးပြောသလိုပဲဒီကိုအဲဒီဘာမှစိတ်ပူစရာမရှိဘူး။ကင်ဆာလည်းမဟုတ်ဘူး။အဲဒါစောင့်ကြည့်အောင်ပဲဆိုတော့ဘယ်လိုပဲပြောထားတာပေါ့လေ။၃လနှစ်လောက်တော့စိတ်အေးလက်အေးဒီတဲ့အိမ်နဲ့ပတ်သက်ပြီးတော့နေနိုင်ပြီပေါ့နော်။ဒီတဲ့အိမ်တို့ရှင်သားတို့ဆိုတော့အများတိုင်းစစ်ဆေးနေတဲ့လေ။ဒီအလုံးကြီးအကျိတ်တွေဆိုတော့မျိုးသမီး60ရာခိုင်နှုန်းမှာရှိကိုရှိရယ်ပေါ့နော်။ဒီစစ်ဆေးတဲ့ကုန်ကြမ်းစရိတ်ကလည်းဘာမှပြောပတ်လောက်စရာမရှိဘူးပေါ့နော်။ အဲ့တော့ယောဂကြီးဖြစ်တော့မှဒါလည်းကိုရတာပို့ပြီးတော့များမှာအမလီကျမကတော့တော်တော်မောပါပြီဆေးရုံဆေးကနေဒီတလနှစ်လအတွင်းမှောက်ပဲအများကြီးပတ်သွားပြီတမှန်မောင်းကြိုက်လိုက်ရတဲ့တမှန်မောင်းဆိုတော့နည်းရမဟုတ်ဘူးအခုကျွန်တော်တို့ကြုံတော့မှာဒီဆေးရုံချက်ပတ်ကြည့်လိုက်မယ်ဆေးရုံကတော့တော်တော်လေးကြီးတယ်ပေါ့နော်ဒါပေမဲ့4 star အဆင်ရှိတဲ့ဆေးရုံ5 star ဆေးရုံရေနဲ့ရှင်လို့ရှင်တော့သူကဈေးသက်သာဈေးသက်သာတာပေါ့ affordable ဖြစ်တယ်ဈေးကကုသမှုပိုင်းမှာဆိုလို့ရှင်လည်းသူကနေမနေဘူးပေါ့နော် ကုန်လုံးသူမှာပြည့်ဆက်ပစ္စည်းကိရိယာအကုန်လုံးအပြည့်စုံရှိရတယ်။ဒါမှကင်ဆာယောဂါကိုအထူးကုတဲ့စေရုံပေါ့နော်။ကြံတဲ့ယောဂါလည်းအကုန်အထွေထွေဒီမှာထွေထွေယောဂါကုလို့ရတယ်။ခွဲစိတ်တွေလည်းအကုန်ရတယ်။ခလေးနဲ့ပတ်သက်ပြီးလည်းရတယ်။ဒီမှာခုနပြောဆိုဟိုတာဖာမီရဲ့တွေလည်းရတယ်။အကုန်အဆုံးကုလို့ရတယ်။ဒါပေမဲ့အဲဒီကင်ဆာနဲ့ပတ်သက်ပြီးတော့မှအရန်နာမည်ကြီးရဲ့အာ radiation department ဆိုပြီးတည်တံ့သိရှိရဆိုတော့ကင်ဆာယောဂါကုသခြင်းတဲ့လူတွေအတွက်ဆိုတော့ဒီစေရုံကတော်တော်လေးအဆင်ပြေတယ်ပေါ့နော်။တနေရာထဲမှာပဲအကုန်လုံးပြီးရတယ်။ အဒီဟာကတော့ဒီစေယုံရဲ့အစာအိမ်နဲ့ဥလန်းချောင်းဌာနပေါ့နော်ဒီစေယုံမှာဆိုလို့ရှိရင်ဒီမှန်ပြောင်း GIS မှာ AI နီးပညာတွေပါပါလာပုံမှန်သာမန်လူမျက်စိနဲ့မမြင်နိုင်တဲ့အချက်အလက်တွေ data တွေကို AI နဲ့ကသိတယ်သိတဲ့အခါကျတော့ယောဂရှာဖွေတဲ့နေရာမှာပို့ပြီးတော့မှတိတိကျကျရှိလာတာပေါ့နော်အမင်ဟိုဘဟိုဘချန်ကကျတော့ laser center ပေါ့နော်အော်မျိုးလုံးပါဝါရှော့တာမြန်မာပြည်မှာတော်တော်လောက်ကြရများတယ်ထိုင်းနိုင်ငံစေယုံက ရန်ကုန်မှာလည်းရုံခွဲရှိတယ်ရန်ကုန်ရုံမှာလည်းဆရာဝန်ရှိတယ်အဲ့တော့ဒီဆေးရုံနဲ့ချိတ်ဆက်ပြီးကွာဆေးကုကျင်တာဖြစ်ဖြစ် check up လုပ်ချင်တာဖြစ်ဖြစ်ဆိုလို့ရှိရင်ရန်ကုန်ရုံးကိုအရင်သွားပြောပြောပြီးတော့မှဒီဆောင်ဝင်နေဆွေးနွေးလိုက်ရဆွေးနွေးပြီးတော့မှဒီရောက် appointment ယူပြီးလာပေါ့နော်လာဒီရောက်လို့ရှိရင်လည်းစိတ်ပူကြမလို့ဒီမှာမြန်မာဝန်ထမ်းတွေရှိတယ်ဒီကမြန်မာစကားပြန်တွေလည်းအရန်တော်တယ်သူတို့ medical dance တွေကိုအကုန်လုံးနားလည်တယ်ဒီကြကြဘာသာပြန်ပြီးနေဘာသာပြန်ပြီးနိုင်တယ်ယောဂတစ်ခုကိုကုရောမယ်ကင်ဆာယောဂကုရာဖြစ်ဖြစ်စိတ်ယုံတက်တော့မယ်ဆိုလို့ရှိရင်ရေချင်မှာ affordable ဖြစ်ဖို့လိုတယ်ပေါ့နော်ဘတ်ဂျက်ကတော့အရေးကြီးတယ်ပြီးလို့ရှိရင်ကုသမှုလည်းထိရောက်ဖို့လည်းလိုတာပေါ့နော်အကောင် foster စိတ်ယုံဆိုပေမဲ့တကယ် five star national တော့တကူတာမှုမျိုးတွေအကုန်ရှိတယ်ပြီးရင်သူ့မှာ facility အပြည့်အစုံရှိတဲ့အခါကျတော့ဒါအာလို့မဲ့ရေရှည်ကုသမဲ့ယောဂတွေဆိုလို့မှ cancer တွေပါမျိုးဆိုလို့ရှိရင်ဒီလိုမျိုးစိတ်ုံမျိုးပြီးကထားပြီးရွေးတယ်ပြီးတော့စိတ်ုံတက်မယ်ဆိုလို့ရှိရင်လည်းအနီးနားမှာသူက hotel ရှိတယ်အဲစားတောက်ဆိုင်တွေရှိတယ်ပြီးလို့ရှိရင်ဟိုဟာ busy တို့ central world shopping center တွေအဲ့ဒါတွေအကုန်လုံးပြည့်ဝဒီနားလေးမှာရှိတဲ့အခါကျတော့ရေရှည်အတွက်အဆင်ပြေတာပေါ့နော်အဲဒီနေ့ရေဆေးလာစစ်တဲ့ဘလော့လေးကဒီလောက်ပါပဲအောင်မြင်ပါအောင်မြင်ပါ 哎，别打断我。